တက်ဘလက်တက်ဘလက်ပေါ့နော်တက်ဘလက်ဆိုတာလူတော်များများအတွက်ကတော့ခင်ဗျားတို့လိုချင်မှလိုလိမ့်မယ်တချို့တွေကလည်းလိုလို့လိုနေမှမသိတာမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တစ်လုံးလုံးရှိထားလိုက်မယ်ဆိုရင်တော့ဖြင့်နော်ကျွန်တော်တို့ရဲ့နေစဉ်ဘဝမှာအများကြီးအထောက်အကူပြုစေမယ့် device တစ်ခုဆိုတာကတော့တေချာတော့ရှိတယ်ဟုတ်လားကျွန်တော်တို့ရဲ့ဖုန်းတွေကဘလောက်ပဲကောင်းလာမစေတချို့သောနေရာတွေမှာကျတော့ tablet တစ်လုံးစီကနေရတဲ့ experience က ဖုန်းတစ်လုံးစီကနေပြီးတော့ဘလို့မှမရနိုင်တဲ့အပိုင်းနေရှိနေသေးတယ်အားကြောင့်မို့လို့လေခုချိန်ဒီ tablet ဈေးကွက်ဆိုတာလည်းရှိနေသေးတာပေါ့ဗျာသိရမလားဆိုတော့ camera က tablet တစ်လုံးနဲ့လိုချင်တယ်ဘတ်ဂျက်ကိုလည်းအများကြီးမသုံးချင်တဲ့အပြင်ကိုပေးရတဲ့ဈေးနဲ့အဆင်ပြေတဲ့ performance မျိုးကိုပြန်လိုချင်တဲ့သူတွေအတွက်မှာဒီနေ့မှာ owner ကနေထုတ်ထားတဲ့ budget tablet တစ်လုံးအကြောင်းကိုကျွန်တော်ပြောပြပေးမယ်โอเค TPH တစ်ဆန့်နေယူလိုပါတယ်ဒီနေ့ကျွန်တော်စီကိုရောက်နေတဲ့ tablet ရဲ့နာမည်က Honor ကနေထုတ်ထားတဲ့ Honor Pad X9A ဆိုတဲ့ကောင် ရင်းကြီးထူးခြားနေတဲ့ tablet တစ်လုံးတော့လည်းမဟုတ်ဘူး။တာမန် tablet လိုပဲ design မင်းကိုကြည့်မယ်ဆိုရင်တော့ဗောနော်။ကျွန်တော်အခုရထားတဲ့အယောင်ကတော့ space gray ဆိုတဲ့အယောင်တခြားသော color option လည်းမရှိဘူးဒီအယောင်တစ်မျိုးပဲရွေးစေစရာရှိတယ်ဒီကောင်က aluminum frame ကိုမှမှာ back လည်းထည့်သုံးမိထားတယ်ပေါ့နော်ဆိုတော့ဗျောင်ချိုးကြီးပဲတော့လေမဟုတ်ဘူး camera bump တဝက်လောက်ကနေစပြီးတော့ separation line တစ်ချောင်းလေးပြေးပြေးထားတယ်အဲ့လိုလေးပြေးပြေးထားတာလေးကဗျောင်ချိုးကြီးဖြစ်နေတယ်ဆိုတာထက်အထာကျတယ်ဆိုရဲခံစားချက်မျိုးလေးကိုပြောင်းသွားစီတယ်ပေါ့နော်ပြီးတော့အဲ့ဒီခွဲထားတဲ့အပိုင်းကကျတော့ plastic နဲ့လုပ်ပေးထားတယ် မလုပ်လို့လည်းမရဘူး all metal ဖြစ်နေလို့ရှိရင် wifi နေဖုန်းလိုင်းနေဘာမှမီးတော့မှလည်းမဟုတ်ဘူးလို့အဲတန်တုံးကြီးကင်ထားတယ်လို့လည်းဖြစ်နေလိမ့်မယ်ဘော်ဒီဘိုင်းမှာလုပ်ပေးထားတဲ့ဒီဇိုင်းချိုးကွေလေးတွေကပ်တီးကတော်တော်လေးတည်သက်တယ်ကင်ချိလိုက်တဲ့အခါမှာတချို့သော tablet တွေလိုမျိုးလက်ထက်မှာကင်ရတာထောက်နေတာမျိုးဘာမျိုးမရှိဘူးကျွန်တော်လေး comfortable ဖြစ်တယ် tablet အကြီးကြီးကင်ထားတယ်ဆိုပြီးတော့အရင်ကြီးလက်ထဲမှာလေးပင်ပြီးတော့မအီမသာဖြစ်ရတဲ့ခံစားချက်မျိုးကြီး ကောင်မမရဘူးထိုင်ကုန်မှာပဲထိုင်သုံးသုံးအဲ့ရတဲ့မှာပဲသုံးသုံးအဆင်ပြေတယ်ဘက်တရီကိုကြတော့တက်ဘလက်ရဲ့အပေါ်ဘက်မှာထိထားတယ်နှိမ့်ရတယ်လည်းမဆိုးပါဘူးဗောနော်မမလုံးမပြော့လုံးပဲဒါပေမဲ့ power button မှာလည်း fingerprint မပါတဲ့ခါကျတော့ fingerprint ကဗမာလေးလူလိုက်ရှာကြည့်တဲ့ခါမှာ fingerprint မပါဘူးသုံးမယ်ဆိုလို့ရှိရင် face and lock နဲ့သုံးရင်သုံးမဟုတ်လို့ရှိရင် password ရိုက်ပြီးသုံးရင်သုံးအဲ့နှစ်ခုတွေကတစ်ခုပဲရွေးချယ်စရာရှိတယ်။ဒါတော့ဒီဈေးဝင်ကျင် tablet တစ်လုံးအနေနဲ့ကတော့လက်ခံလို့တော့ရပါတယ်ပေါ့နော်။ နောက်ဖက်မှာပါတဲ့ကင်မရာဘမ်ကလည်းပပလေးပဲဒါပေမဲ့ကင်မရာရင်းကရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်နှလုံးထည့်ပေးထားရလို့ခင်ဗျားတို့ထင်ရကောင်းထင်ရနိုင်နေပေါ့ဒါပေမဲ့အောက်ကကင်မရာရင်းကအလှသက်သက်ထည့်ထားတာဆိုတော့ကင်မရာတစ်လုံးပဲပါတယ်ဟဲ့တက်ဘလက်မှာကင်မရာတစ်လုံးပဲပါတယ်ဗျာထည့်လိုက်တော့ဘာလဲနှလုံးနေပဲရှုပ်လို့ထားပါတော့ overall မှာတော့ design မိုက်မှာအပြစ်ပြောစရာရေလို့တော့မြင်မှဆဆကျွန်တော်မမြင်ဘူးပါနော် tablet ကပါပေမဲ့လို့ build quality ရော design ရောချိဖြစ်တယ်ဆိုရယ်ခံစားချက်မရဘူးဒါတော့သိကြတယ်။ weight အနေနဲ့ကဒီကောက်မှာ485 gram ပဲလေးတယ်ပေါ့နော် တပောင်ဝင်းကျင်ပေါ့ဒါတခြားသော tablet တွေထက်အရင်ကြီးမပေါ့ဘူးလို့ထင်ရပေမဲ့တကယ် long term အကြာကြီးခြင်သုံးမယ်ဆိုရင်တော့ဆက်မကင်ထားခြင်းရောက်လောက်စရာဖြစ်လာတဲ့အထိလေးတာမျိုးဒီကောက်မှာမရှိဘူး display မှန်ဆိုလို့ရှိရင်လည်းအရင်ကြီးလည်းမကြီးအရင်ကြီးလည်းမသေးတဲ့11.5 inches ကိုသုံးထားတယ်။ဒါပေမဲ့ flagship မဟုတ်တဲ့အခါကျတော့ AMOLED တော့လည်းမဟုတ်ရအောင်။ဒါ LCD ပေါ့နော်။ LCD ဖြစ်သွားတဲ့အတွက် quality ဘိုင်းမှာရော့သွားမယ်လို့တော့လည်းအဲအရင်ကြီးတော့လည်းသိပ်မထင်နဲ့အောင်။ 2.5K resolution ရတယ်။ဆိုတော့ video playback multimedia consumption အဲ့ဒါတွေမှာ အာရုပ်ထွက်တွေ short ဖြစ်ဖြစ်နဲ့ခန်းစားလို့ရတယ်။ဒါ PPI အနေနဲ့တွက်မယ်ဆိုရင် 225ppi ရှိတယ်။အရှင်းကြီးတော့လည်းမများဘူးပေါ့နော်။225ဆိုတာ pixel အနည်းအများကိုတော်တော်သတိထားကြည့်မိတဲ့တဲ့သူမျိုးတွေအတွက်ကတော့ 225ppi ကနည်းနည်းလေးနည်းတဲ့ထဲမှာပါတယ်။အဲဒါပေမဲ့ပုံမှန်သုံးတဲ့သူတွေအတွက်ဆိုရင်တော့ဒီလောက် ppi ကအပြည့်ပြောစရာရှိမလားမရှိဘူးလားဒါတော့မပြောပြတတ်ဘူး။ပြီးတော့ဒီကောက်မှာ100% sRGB coverage လည်းရတယ်။ အဲဆိုတော့ color reproduction မှာလည်းမဆိုးဘူးပေါ့နော်သူရဲ့ color presentation ပုံစံကတော့အရင်ကြီးစိုးတောက်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူးအယောင်လေးတွေလည်းတော့မှန်တဲ့လောက်မှန်တယ်လို့မြင်ရတယ် refresh rate အနေနဲ့က 120Hz support လုပ်တယ်ဒါကြောင့် display မှာ low blue light certification တို့နော် flicker free လို့မျိုး hardware level certification တွေလည်းရထားတယ်။အာညဘက်သုံးတဲ့အခါမှာ brightness level ကို2 nits အထိချလိုက်လို့ရတယ်။ဆိုတော့ညဘက်မင်းအိတ်ခိုင်းလို့အိတ်မယ်ဆိုလို့ရှိရင်လည်းအမှောင်ထဲမှာဖုန်းကိုသုံးတဲ့တူတွေအတွက်ဆိုရင်လည်းမျက်စိထိခိုက်တာအနည်းနဲ့အများတတ်တာစေလိမ့်မယ်။ ပြီးတော့ဒီ tablet ရဲ့ ratio ကပုံမှန်မဟုတ်ဘူး5:3 ratio နဲ့လာတာ။ဆိုတော့ကျွန်တော်တို့ပုံမှန်တွေးနေကြ tablet တွေလိုမျိုး၄00အရမ်းမဆန်တဲ့ပုံစံမျိုးပြောရရင်ဖုန်းဝန်ကြီးစားတစ်ခုနဲ့ပိုတူတယ်။ဆိုတော့ဖုန်းတော်တော်များများမှာသုံးထားတဲ့16:9နဲ့နည်းနည်းပိုစင်တဲ့ခါကြတော့နည်းနည်းရင်းနှီးပြီးသား screen ကိုပဲနည်းနည်းပိုကြီးကြီးကြီးရတယ်ဆိုတဲ့ခံစားချက်မျိုးရတယ်။ YouTube video တွေဘာတွေမှာပြင်မလား black bar တွေအများကြီးဖြစ်နေတာအကြီးဖြစ်နေတာအဲ့ဒါတွေနည်းနည်းနှဲသွားလိမ့်မယ်။ပြီးတော့ screen to body ratio အနေနဲ့က86%ရှိတယ်။ဘေးပုံတွေကလည်းတိတ်မထူဘူး။ဒါကြောင့်မလို့ content တွေကြီးရတာတော်တော်လေး immersive ဖြစ်တယ်။ ကင်မရာမန်ရတော့ tablet ဒီရဲ့ထုံးစံတိုင်းမှာများများဆဆပြောစရာသိမရှိဘူးအနောက်ဘက်မှာပုံမှန်တိုင်း document scan ဖတ်ဖို့လောက်သုံးတဲ့8 megapixel ကင်မရာတစ်လုံးထည့်ပေးထားတယ် quality ကတော့တကယ်တမ်းပြောရရင် solid ကိုဓာတ်ပုံရိုက်ပေးရလောက်တဲ့အထိတော့မကောင်းဘူးပေါ့နော် tablet တစ်လုံးအနေနဲ့ရတော့ဒီနောက်ဘက်ကကင်မရာအရင်ကြီးကောင်းနေဖို့တော့လည်းမလိုပါဘူးဆိုတော့ case ကတော့သိမရှိပါဘူးပေါ့နော် selfie camera တွေပါညာကလည်း zoom တက်ဖို့အတွက် online meeting တက်ဖို့အတွက်လုံလောက်တဲ့5 megapixel camera သုံးပေးထားတယ် horizontal တိုင်းထားမှာဆိုတော့ meeting တက်မှာပါညာမျိုးအတွက်အဆင်ပြေတယ် အာ quality ကလည်းမဆိုးဘူးအလုပ်ဖြစ်တယ်ဆိုကျွန်တော် online ပုံမှာ multimedia consumption အတွက်သုံးတဲ့ခါကျရင် display ပြီးရင်အရေးကြီးဆုံးကတော့ speaker ပေါ့နော် display ကောင်းပြီးတော့ speaker ကြီးဝဲနေရင်လည်း user experience ဘိုင်းမှာထိရိုက်တာပေါ့ဒီ tablet မှာ speaker ဘိုင်းကတော်တော်လေးအားရစရာကောင်းတဲ့အပိုင်းပိုင်းလို့ပြောလို့ရတယ် စနီကာတွေကအပေါ်မှာနှလုံးအောက်မှာနှလုံးစုစုပေါင်းလေးလုံးပါတယ်အတန်ထုတ် quality ကသူ့ဈေးတန်းဝန်းကျင်မှာတော့ကောင်းတယ်လို့ပြောလို့ရတယ်ဗောနော်တော်တော်ကောင်းတယ်ဗောတော်တော်လေးကျယ်တယ်ကျယ်ဆိုရင်ဒီကောင်မှာ volume ကို200%အတီဒီကောင်က boost လုပ်လို့ရတယ်အတန်းတော့ကျဲသွားပေမဲ့တိတိတတာဟို distort ဖြစ်သွားတာမျိုးပါမျိုးအတန်းကြီးကွဲသွားတာအက်သွားတာမျိုးမရှိဘူးအားနည်းချက်နေနေဆိုလို့ရှိရင်တော့ဒီ bass နဲ့ mid tone quality နဲ့ပေါ့နော်အဲ့ဒါတွေနဲ့မှနည်းနည်း clarity ဘိုင်းအားနည်းချက်လေးရှိမယ်ဒါပေမဲ့ခြုံပြီးပြောမယ်ဆိုလို့ရှိရင်တော့ဒီကောင်ရဲ့ speaker ဘိုင်းက serviceable ဖြစ်တယ်ဆိုတာတက်ကိုပိုကောင်းတယ် အဲဒီကောင်ရဲ့ speaker နေထွက်တဲ့အတန်တွေကဇာကကြီးရတာတွေဘာတွေမှလည်းကောင်းသလိုတရှင်းနှထောင်မယ်ဆိုရင်လည်းမဆိုးဘူး tablet ကို landscape ကင်ထားမယ်ဆိုလို့ရှိရင် speaker ကဘယ်ညာဖြစ်သွားတဲ့ခါကျတော့ surround sound speaker experience ပေါ့အဲ့ဒါလေးရခုဒီမှာစမ်းပြထားတယ်ကိုယ့်ဘာသာကိုယ်တရှင်းနှထောင်ကြည့် โอเคဆိုတော့ performance ဘယ်လိုနေလဲသူ့မှာသုံးထားတဲ့ SoC က Snapdragon 685ဆိုတဲ့ကောင်ပြောရင်အရန်ကောင်းတဲ့ SoC တခုတော့မဟုတ်တော့ဘူးဒီကောင်ရဲ့ raw performance က Helio G90 level လောက်ရှိတယ်သူမသာကိုမသာပေါ့နော်ဆိုတော့ web browsing လောက်တာမျိုးဇာတ်ကားကြည့်တာမျိုး social media သုံးတာမျိုးတာမန် daily test တွေမှာအဆင်ပြေပြေလုပ်ပေးနိုင်တယ် lag တာမျိုးထစ်တာမျိုးအရင်မရှိဘူးဆိုပေမဲ့အရင်မြန်တဲ့အရင် snappy ဖြစ်တဲ့ feeling လေခင်ဗျားတို့ရမှာမဟုတ်ဘူးဖြစ်နေရင်တော့ဒီတဲ့ပိုကောင်းတဲ့ SoC လေးသုံးပေးစီခြင်းမိတယ် ဒါပေမဲ့ DSOC ကလည်း game တွေသာအရန် demanding ဖြစ်တဲ့ကောင်တွေမဆော်ဘူးဆိုရင်အဆင်ပြေပြေလေးတွေတော့လည်းတုံးလို့ရပါတယ်ဘောနော Mobile Legends တွေဘာတွေမှာဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်ပြောရတာ game တွေဘာတွေဆော်တဲ့အခါမှာပူတက်လာတာမျိုးဘာညာမျိုးမရှိဘူးဘယ် game တွေကိုဘယ် setting မှာဆော်လို့ရမလဲဆိုတာကိုကျွန်တော်ဒီမှာပြပေးထားတယ်ကိုပါတာကိုတစ်ချက်ရှင်းကြည့်လိုက် ြောရရင် setting အမြင့်ကြီးတွေဆိုလို့မရပါဘူး play ပဲလဲတော့လည်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီလို tablet မျိုးကို game ဆော့မှာမျိုးဆိုတာတက်လို့ပြောရမလဲရုံသုံး line သုံးတဲ့မလား video ကြည့်ပါညာကြည့်အဲဒါမျိုးတွေ့ပို့ပြီးတော့အဆင်ပြေလိမ့်ဒါပေမဲ့တခုရှိတာက YouTube video setting ရွေးတဲ့အခါကျရင် setting ထဲမှာ video quality က တိုင်းဒီဘီဒီပဲရွေးလို့ရတယ်။တခြား 1440p တို့ 2K 4K အဲ့လိုရွေးချယ်စရာ option မရှိဘူး။ဘာလို့တကြူဖြစ်ရသလဲဆိုလို့ရှိရင်ဒီကောင်းရဲ့ chipset က video decoding ကို 1080p ပဲ support ပေးတယ်။ဒီကိစ္စဟာ SoC ရဲ့ hardware level မှာဖြစ်နေတဲ့ပြဿနာ။ဆိုတော့ YouTube video ကြည့်တဲ့အခါကောင်းရဲ့ 2.5K ရဲ့ potential ကိုအပြည့်အဝမသုံးနိုင်တော့ဘူး။ကိုကြည့်နေတဲ့ဗီဒီယိုကို download ဆွဲ MX player လို့ဘာလို့လိုမျိုးမှာ software level decoding app နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်။ဒါပေမဲ့အခုနောက်ပိုင်းကျွန်တော်တို့စကားရီပညာကြည့်မယ်ဆိုရင် Telegram နေပါတွေရတယ်ပဲကြည့်ကြတာများတယ်မလားဆိုတော့အဲ့ဒီမှာတော့ပြဿနာ မရှိလောက်ပရိုတီကွန်က LDE version ဆိုလိုချင်တာကအပြာကြီးနားမှာကပ်ပြီးတော့ပြောရတာကိုကိစ္စမရှိဘူးဆိုရင်ဒီ tablet ကို SIM ကပ်ထည့်ပြီးတော့ဖုန်းမှာပြောလို့ရတယ်ဒီတစ်ချက်ကတော့သဘောကျစရာကောင်းတယ်ပေါ့နော် budget level tablet တစ်လုံးမှာ cellular ပါရတယ်ဆိုတော့အပြင်ယူသွားတဲ့အခါမှာ tablet တစ်လုံးနဲ့ယူသွားမိလို့နော် tablet က wifi only ဆိုလို့ရှိရင် wifi မရှိတဲ့နေရာတွေရောက်တဲ့အခါမျိုးမှာဘာမှသုံးစားမရတဲ့ဟိုကြောက်စရာပြာကြီးဖြစ်သွားတာမျိုးထက်ဆိုင်အများကြီးပိုကောင်းတယ် တတရာ ACC data လေးဖြန့်ပြီးတော့တုံးနိုင်လို့ရတယ်ဗျာအဲဒါပေမဲ့တစ်ခုရှိရ SIM card ကတော့တကယ်ပဲတော့ရမှာပေါ့ဗျာသိရမလားဒါပေမဲ့ tablet ပဲ SIM card နှစ်ကက်တွေပါလေထည့်တုံးတာတော့ကျွန်တော်တို့မမြင်ဘူးပါပြီးတော့ storage အတွက်ကိုလည်းဒီကောင်က micro SD card ထည့်တိုးလို့ရတယ် OS ပိုင်းမှာက Android 15 base Magic OS 9နဲ့လာတယ်ဒီကောင်ရဲ့ UI ကလည်းခက်ရိုးရိုးရှင်းရှင်းပဲအာယုံနောက်စီရ bloatware တွေပါလေလည်းမပါဘူး official ဖြစ်တဲ့အခါကျတော့ Google Services ဒီ building လဲပါပြီးသားအဲတော့ဆရာမရှိဘူးပြီးတော့သဘောကျစရာရှိတာဟာဒီကောင်းရဲ့ notes ထဲမှာ voice transcribe တို့ translate တို့အဲ့လိုမျိုး AI feature တွေလဲပါတယ်အာစိတ်မကောင်းစရာတခုရှိတာထုံးစံတိုင်းပဲပေါ့နော်မြန်မာလိုတော့ပြောမရဘူးပေါ့အင်္ဂလိပ်လိုတော့နည်းနည်းလေးမှုတ်တဲ့မှာတော့ အဆင်ပြေလိမ့်မယ်။အဲကျွန်တော်တို့လိုမျိုးအာစာအများရင်းရိုက်နေတဲ့သူတွေတို့နော်။ចောင်းစာလုပ်တဲ့သူတွေတို့အဲလိုမျိုးဆိုလို့ရှိရင်တော့ keyboard cover လေးကိုပါတခါတည်းဝယ်လိုက်တာဒီ tablet ကိုသုံးရတာမှအများကြီးပို့ပြီးတော့ refine ဖြစ်သွားစီမှာတည်ကြတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့စီရောက်လာတဲ့ unit မှာတော့ keyboard cover မပါတဲ့ခါကျတော့စမ်းတော့မပြတော့ဘူး။ battery နဲ့ charging mic နဲ့ကိုပြောမယ်ဆိုရင်ဒီကောင်က8300 mAh lithium ion battery 6300ဆိုတာတက်ဘလက်တစ်လုံးအနေနဲ့လုံလုံလောက်လောက်ရှိတဲ့အပြင်ကိုမှမကောင်းရဲ့ low performance low power SoC နဲ့ပေါင်းသိတဲ့အခါကျတော့ battery life ကတော့တော်တော်ခံပါတယ်။ဒါပုံမှန် web browsing သုံးစာလိနေနေပါပါရေး video လေးပါလေးကြည့်ဆိုလို့ရှိရင်တော့9 to 10 hours လောက်ကတော့အာမခံစရာမရှိဘူးပေါ့နော်အပြင်သွင်းမယ်ဆိုလို့ရှိရင်35 watt support လုပ်တယ်မဆိုးပါဘူးနော်အရင်မဆိုးပါဘူး0 to 100တကူသွင်းမယ်ဆိုလို့ရှိရင်3နာရီဝန်းကျင်လောက်ကတော့သွင်းရလိမ့်မယ်ခင်ဗျအသုံးမကျဘူးဆိုလို့ရှိရင်တစ်ခါအသွင်းနိုင်ရင်2ရက်ခွဲဒါမှမဟုတ်3ရက်အဲအဲ့လောက်ထိ ုံးရင်တုံးလို့ရတယ်ဆိုတော့ဒီ Honor Pad X9A ကဘယ်သူတွေအတွက်ဖြစ်မလဲကျွန်တော်အမြင်ကတော့လူတွေမများအတွက်တင့်တော်တယ်အဲ performance ကိုတော့ညှော်လင့်လို့မရဘူးအများကြီးပေါ့နော်တော်တော်များများသောသူမျိုးတွေအတွက်က tablet တလုံးကအရင်ကြီး top of the line performance ချွတ်နေစီရတော့မလိုဘူးရဲ့ပြရတဲ့ဈေးမှာဒီ tablet ကနေရတဲ့ user experience ကကျင်းနေစရာကောင်းတဲ့အနေအထားတစ်ခုမှာတော့ကြည့်တာသိကြတယ်ပြီးတော့ sim card ထည့်ပြီးတော့ဖုန်းပြောလို့ရတာရယ်ဝိတ်ကလည်းအရင်ကြီးမလေးတာရယ်เนาะအလူကြီးမိဘတွေဘာညာတွေအတွက်လည်း ဖုန်းအစားထိုးအနေနဲ့တုံးလို့ရမယ်ကျွန်တော်တို့ပုံမှန်သုံးနေကြဖုန်း ratio နဲ့လည်းအာပုံနီးစက်တယ်ဆိုတော့ကန်ရတာဘာညာမှလည်းအဆင်ပြေတယ်စာဖတ်တဲ့နေရာ web browsing လုပ်တဲ့နေရာလောက်ကလွယ်လို့ရှိရင်ကျန်တဲ့နေရာတော်တော်များများမှဒီ16:9 ratio နဲ့နည်းနည်းနီးစက်တဲ့ ratio ကိုကျွန်တော်ကတော့ပို့သဘောကြတယ်။ဂိမ်းဆိုရင်လည်း field of view ပို့ကောင်းကောင်းမြင်ရတယ်။ဗီဒီယိုကြည့်ရင်လည်း black bar သေးတယ်။နော်။ကျောင်းသူကျောင်းသားတွေအတွက်ဆိုလို့ရှိရင်လည်း keyboard cover လေးတက်ပြီးတော့ထားသွားထလာလွယ်ကူတယ်နော်။လွယ်ရည်ထည့်သွားဟိုသွားဒီသွားတဲသွားအဆင်ပြေတယ်။ဆိုတော့ခင်ဗျားတို့ရောဒီ tablet ကိုဘယ်လိုထင်လဲ အောက်က comment တွေမှာခင်ဗျားတို့ရဲ့အမြင်တွေကိုထုံးစံတိုင်းမှာဝင်ရောက်ဆွေးနွေးညှင်းခုံမေးမြန်းသွားလို့လည်းရပါတယ်။ Okay ။နောက်နေ့မှတွေ့တာပေါ့။